မန်ချက်စတာယူနိုက်တက်အသင်းကလာမယ့်ယူဘိုလိုပွဲမှာစပါးကိုရှုံးနိမ့်ခဲ့တယ်ဆိုရင်တော့မှလက်ရှိနီးပြရိုဘင်အမ်မိုရီကိုယာရုကနေထုတ်ပယ်သွားဖို့အတွက်အစီအစဉ်လုံးဝမရှိဘူးဒီနေ့ဘောလုံးရာသီကယူနိုက်တက်အတွက်တော့တကယ့်ကိုစိတ်ပျက်စရာကောင်းတဲ့ရာသီတစ်ခုလိုပဲပြောရမယ်ယူနိုက်တက်အသင်းကလက်ရှိပရီးမီးယားလိပွဲစဉ်36ပွဲအပြီးမှာ18ပွဲထိရှုံးထားပြီးတော့6ပွဲတည်ကြတာလေဒါ1983-84ဘောလုံးရာသီနောက်ပိုင်းအဆိုးရွားဆုံးရလက်မှတ်တက်တစ်ခုပဲအဲ့ဒီရာသီတုန်းကယူနိုက်တက်တို့တန်းဆင်းသွားခဲ့ဆိုပေမဲ့ ဒီဟာဒီကတော့တန်းစင်းစုံကနေလွတ်တယ်စုံလေးအနေထားကိုရောက်ရှိနေတာယူနိုက်တက်အသင်းကဒီဟာဒီမှာဘလောက်ထိခြေစွမ်းဆိုးရွားလဲဆိုရင်ဒီပြူရင်းဖလားတွေဖြစ်တဲ့ FA ဖလားမှလည်းဖူအန်ကိုရှုံးပြီးတော့ထွက်ရတယ်ကာဘောင်ဖလားမှလည်းစပါးကိုရှုံးပြီးတော့ထွက်ရတယ်တကယ်တော့ယူနိုက်တက်အသင်းရဲ့စီမံခန့်ခွဲမှုတွေကဒီနှစ်ဘောလုံးရာသီအစတွေကလွဲမနေရလို့ပြောရမယ်ပြီးခဲ့တဲ့ရာသီတုန်းကအသင်းအတွက် FA ဖလားရယူပေးခဲ့တဲ့ Eric Dan ကိုစာချုပ်တက်တန်းထပ်တိုးခဲ့တယ်ဒါပေမဲ့ Eric Dan ဟာ United အသင်းကိုရလက်တွေကောင်းအောင်စွမ်းဆောင်ပေးနိုင်ခြင်းမရှိပဲ နိုဝင်ဘာလလောက်မှာပဲယာရုကနေထုတ်ပယ်ခင်ရတယ်။အရီတန်ထုတ်ခံရတဲ့အချိန်မှာ United အသင်းရဲ့မှတ်ပေးစရာအဆင့်ရက်တည်မှုကအဆင့်73ပြီးတော့နိုဝင်ဘာလဇန်ပိုင်းလောက်မှာပဲ Sporting ကို16နှစ်ကြာအမှတ်ပေးမလားပြန်လည်ရယူပေးတဲ့ Portuguese လူမျိုးနီးပြား Robin Amorim ကိုစာချုပ်ဖြတ်သိမ်းကြေးပေးပြီးတော့ခေါ်ယူခဲ့တယ်။ Robin Amorim ရဲ့ပွဲထွက်ကတော့ဒီ Insuin ရဲ့ပွဲကိုစတင်ကင်လွယ်ခဲ့တယ်။ဒါပေမဲ့ Portuguese လူမျိုးနီးပြားကပွဲထွက်မှာတော့တပတ်တကိုးစီတေးရလက်တာဆွမ်းဆောင်နိုင်ခဲ့တယ်။လက်ရှိအချိန်ထိ Robin Amorim က United အသင်းကို Premier League ပွဲစဉ် ကင်တွယ်ခဲ့ရမှာဆက်တဲ့ပွဲထိရှုံးနေထားတယ်။ဒါဟာတော်တော်လေးကိုဆိုးရွားလွန်းနဲ့မှတ်တမ်းလို့ဆိုရမယ်။အဲ့တော့ United အသင်းကလည်းအဆင့်73ကနေပြီးတော့76ထိကိုကျဆင်းသွားတယ်။ဒါပေမဲ့ Roman Amorin က United ကိုဒါ Europa League မှာတော့ပုံစံကောင်းတစ်ခုထိရောက်အောင်တော့စွမ်းဆောင်ပေးထားနိုင်တယ်။ United အသင်းက Europa League မှာဘောလုံးပွဲထိရောက်ရှိနေတယ်။အဲဒီလိုရောက်ရှိတဲ့နေရာမှာလည်းလွယ်လွယ်ကူကူနဲ့ရောက်ရှိခဲ့တာမဟုတ်ဘူး။အဲဆိုစီတက်လိုင်ယွန်ဘီဘာတို့လိုတကယ်အသင်းကောင်းတွေကိုကြော်ဖြတ်ခဲ့ရတာ။အော်ဒေကာရီဒီယန်တင်းထန်တာရေဖော်ပြချက်မှာဆိုရင် United အသင်းရဲ့တာဝန်ရှိတွေဟာလာမယ့် Europa League ပိုလ်လူပွဲမှာဘလို့ရလက်မျိုးပဲထွက်ပေါ်ပါစေလက်ရှိနေပြ Robin Amorin ကိုထုတ်ပယ်သွားဖို့အစီအစဉ်လုံးဝမရှိသေးဘူးဒါကလည်းအကြောင်းရင်းရှိရင်ဘာကြောင့်လဲဆိုတော့ Robin Amorin က United အသင်းကိုနိုဝင်ဘာမှာစတင်ကင်တွင်ခဲ့တယ်သူ့ရဲ့စိတ်ကြိုက်ဖြစ်တန်းခဲ့တဲ့အပြောင်းရွှေ့ရာသီတစ်ခုမှမရှိသေးဘူးပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့ကာလတုန်းကလည်းသူခေါ်ယူခဲ့တာဆိုလို့ Doku နဲ့ Heaven တို့နှစ်ဦးသာရှိရဲ့ ဒါကြောင့် United အသင်းဘက်ကနေပြီးတော့ Amoring ကိုသူ့စိတ်ကြိုက်နွေရာသီအပြောင်းရွှေ့ကာလာတခုကိုဖျက်သန်းခွင့်ပေးဦးမှာဖြစ်တယ်လို့သူ့ရဲ့ကစားကွက်နဲ့ကိုင်းနေတဲ့ကစားသမားတွေကိုလည်းခေါ်ယူပေးဦးမှာပြီးတော့ရာသီတစ်မှလည်းထပ်ပြီးတော့စူးစမ်းခွင့်ပေးဦးမှာဒါ Amoring ကိုယ်တိုင်ကလည်းပြီးခဲ့တဲ့ဝက်ဆန်းကိုရှုံးနေခဲ့တဲ့ပွဲပြီးမှာအသင်းပိုင်ရှင်တွေနဲ့အတူတွဲဆုံဆွေးနွေးခဲ့တယ်။အော်ဒီဆွေးနွေးမှုတွေကနေဘာတွေရခဲ့လဲဆိုတော့ဒီ Amoring ကသူ့ရဲ့ကစားကွက်မှာကိုင်းနေတဲ့ကစားသမားတွေလိုအပ်နေတဲ့အကြောင်းဒီအသင်းမှာမလိုတဲ့တချို့ကစားသမားတွေကိုရှင်းထုတ်ဖို့လိုအပ်နေတဲ့အကြောင်းတွေကိုသူပြောခဲ့တယ်။အဲဒီအတွက်လည်းသူ့ကိုမွေးထုတ်ပေးဖို့လည်းတောင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်းတစ်ဖက်ကပြန်ကြည့်ရင်လက်ရှိ United အသင်းအားကစားဆိုင်ရာကိစ္စတွေကိုကင်တွေထားတဲ့စာချုပ် Reckless တွေ iOS အဖွဲ့ကလည်းအတုံးစိတ်ပိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးကြစ်တယ်လို့ပြောရမယ်။ဘလောက်တောင်ကြစ်လဲဆိုတော့ဒါ United အသင်းနေနဲ့ဒီ Europa League ဘောလူပွဲမှာ Spurs ကိုနိုင်ပြီးတော့ Champion Super League ကင်ပြောင်းနိုင်ခဲ့တယ်ဆိုရင်တော့အမိုးဖွင့် Basca နဲ့ဒီမျိုးပတ်ပြီးအောင်ပွဲခံမှာမဟုတ်ဘဲနဲ့ current time မှာပဲ barbecue စားပြီးတော့တိတိစိတ်စိတ်အောင်ပွဲခံဖို့အတွက်ကိုစီစဉ်ထားတယ်။အဲ့တော့ဒီလိုအသင်းပိုင်ရှင်စီကနေပြီးတော့ Amorin ကစားကွက်နဲ့ကိုက်ညီတဲ့ကစားသမားတွေ ဝယ်ဖို့အတွက်ကိုလိုအပ်တဲ့မွေးကြေးတွေစိုက်ထုတ်ပေးသွားမလားဆိုတာကလည်းစဉ်းစားစရာတစ်ခုပဲ